ဘာမတက်လီဝေရှင်ပရိသတ်များမင်္ဂလာပါရှင်။ကျမတို့ channel မှာထိတ်တန့်ရောင်းမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါအောင်ရှင်။ငတရားမျိုးနယ်ကွဲသို့စစ်ကြောထိုးလာသည့်စစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှုစစ်သားနှင့်ပြူစော်သည့်80ကျော်တင်ဆောင်ပြီးစစ်ကြောတစ်ခုလုံးပြည့်စင်လက်နက်ခရရင်တင်စင်ရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မန္တလေးတိုင်းညာဦးခရိုင်ညာဦးမြို့နယ်ငတရောင်မြို့နယ်ခွဲအတွင်းသို့ဝင်ရောက်လာတဲ့အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သား84ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းဗကံပြည်ဘလူးတမတာဝန်ရှိသူကပြောကြားပါတယ်မလဆလင်းရဲ့နေမောလဲတနိုင်30မိနစ်ကညာဦးမြို့နယ်ငတရားမြို့နယ်ခွဲအတွင်းသို့ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းကို ထောင်ဝရွာနှင့်ဦးရင်ရွာကြားအယောင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့အများကတိုက်ခိုက်ချေမုန်းခဲ့ရာစစ်သား69ဦးနေရာမှာပင်သေဆုံးပြီးညာဦးစေယုံတို့အပြင်းထန်ဒဏ်ရာပြင်းရောက်ရှိသွားသည့်စစ်သားပြူစောတင်း9ဦးသည်မလ16ရက်နေ့နံနက်ပိုင်းမှာထပ်မံတေဆုံးသွားတာကြောင့်စုစုပေါင်း84ဦးသေဆုံးသွားကြောင်းသိရှိရပါသည် ရင်းကျမ်းမဆက်တဲ့စစ်ကြောင်းကခမန်းအင်အား80ခန်းသာရှိသည့်စစ်ကြောင်းဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးပြည်စည်းသွားကပြည်သူများ၏ဆိုင်ငယ်ကိုအသင်အဓမ္မလူယူ၍ငတရောင်ရဲစခန်းထဲသို့ထွက်ပြေးသွားသည့်တုံးဦးတာလွတ်မြောက်သွားခြင်းဖြစ်ကြောင်းကျင်းတိုက်ပွဲအတွင်မှလက်နက်ခဲယံအများပြားလင်းတင်စင်ရရှိခဲ့ကြောင်းသိရှိရပါသည်။နေ့လယ်တနင်္ဂနွေလောက်မှစဖြစ်တာ၃နိုင်ကျော်လောက်တိုက်ပွဲပြီးတဲ့ အချိန်က2နာရီကျော်ကျော်လေးပဲဝင်လာတာကစစ်ကြောင်း2ကြောင်း2ကြောင်းကိုအင်အား80လောက်ရှိမိစစ်ကြောင်းတစ်ခုလုံးကိုချေမိုးနိုင်ခဲ့တာပါပြည်သူတွေရဲ့ဆိုင်ကဲကိုလူပြီးငတရားရဲ့စကန်ကိုထွက်ပြေးသွားတဲ့၃ရောက်ပဲလွတ်သွားတာတိုက်ပွဲတွင်က69ရောက်သေးတယ်ဆေးရုံရောက်တော့9ရောက်ထပ်သေးတာစုစုပေါင်း84ရောက်သေးတယ်တိုင်ဆောင်အရေအတွက်တရင်ကတိကျပါတယ်လက်နက်ခံရံတွေတင်စီချရှိခဲ့တာလည်းရှိပါတယ်လို့ဗကပ်ပြည်ဘလူတမတာဝန်ရှိသူကပြောကြားပါတယ် ဈေးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေးစားပစ်ကူပင်းရန်ရောက်ရှိလာခဲ့ပေမယ့်တိုက်ပွဲပြီးဆုံး၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလုံခြုံသည့်နေရာသို့ရောက်ရှိချိန်မှာရောက်ရှိလာခြင်းဖြစ်ပြီးပုံကျဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်ဝင်းဟင်းတိုက်ခိုက်ပွဲအတွင်းလေရင်ဝဲနေတဲ့အချိန်ရဲဘော်တွေအကုန်လုံးလုံခြုံစစ်ဆေးရတဲ့နေရာရောက်ရှိသွားပြီးအဲ့ဒါကြောင့်ထင်တယ်ဘုံကျဲသွားတာမျိုးတော့မရှိဘူးသူတို့ကမြေပြင်မနိုင်တော့ဝင်းဟင်းပဲတုံးတာပြည်သူတွေကဈားတွေကဘာမဆိုင်냐မဆိုင်ခံစားရတာ ပြောချင်တာကယောက်ျားတွေဆိုလင်းရင်မတုံနေမြေပြင်မှာတော့အချိန်မရွေးပဲလို့စက္ကစနဲ့ပြူတွေကိုပြောချင်နေအဓိကကတော့မဆိုင်တဲ့ပြူသူအိမ်တွေမိဆိုတာမလုပ်ကြပါနဲ့ယောက်ျားချင်းပဲလို့ပကံပြီဘလူတမတာဝန်ရှိသူကပြောဆိုပါတယ်အစောပိုင်းတိုက်ခိုက်မှုကညာဦးမြို့နယ်ပါခါပါစီရင်တာဝန်ခံရဲဘော်ဖြတ်ဝီပကံပြည်ဘလူတန်နဲ့ရဲဘော်ငတ်တီ BGF တို့မှဦးဆောင်ရင်းပကံပြည်ဘလူတန်ဘာမီကိုရီလာဖို့ တောင်နာမြို့နယ်ပကဖောင်စကော်ပီယံပြည်ပတပန်ဖုံညောင်ခရိုင်တရင်ကနေပြင်းကြံခရိုင်တရင်တုံတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကြဆောင်ကတအူးထံရရှိခဲ့ကြောင်းသိရှိရပါသည်။ညောင်ခရိုင်အတွင်းမှာပကံပြည်ဘလူတက်နမီဖြင့်လိန်လေအလူခံခြင်းချင်းချောင်းငွေတောင်းခြင်းများရှိနေပြီးထို့သောလှုပ်ဆောင်ခြင်းများကြုံရပါကဆက်တွေ့ပေးကြပါယံမြေသားရက်ခံထားပါသည်။ ပကံပြည်ဘလူတက်နမင်းနဲ့လိန်ညာနေတဲ့အဖွဲ့စီတိုင်းပကံပြည်ဘလူတက်ကပါဆိုပြီးပြည်သူတွေကိုလိန်နာငွေတောင်းနာတွေစီတိုင်းပြီးရင်ပကံပြည်ဘလူတက်ခွဲကပါဆိုပြီးပြည်သူတွေကိုအလှူခဏာတွေစီတိုင်းကျွန်တော်တို့ပကံပြည်ဘလူတက်ကတက်ခွဲပေးထားတာမရှိသလိုငွေချင်းကြိုက်တောင်းတာလည်းလုံးဝမရှိပါဘူးအဲဒါကြောင့်ပြည်သူတွေကိုသိစေချင်ပါတယ်ကုညီထောက်ပံ့ပေးမယ်ဆိုရင်လေပေးမစင်ကြကားနေတဲ့စင်ရောင်ကြီးစိတ်ချစွာကုညီပေးလို့ရပါတယ်လို့ပကံပြည်ဘလူတက်မှတာဝန်ရှိသူကရှင်းပြပါတယ်ရှင် ဆက်လက်ပြီးဆရာနာသိန်းနိုင်ရေ2020ရေကောင်ပွင်မင်းစင်ရမယွင်းတီဟုအပြစ်စာလိမ်လည်းပေးခဲ့သူပုံမှုချုပ်မြမင်းဦးကမင်းအောင်လိုင်ကပထမအဆင့်ဤပညာထူးချွန်စွာပေးအပ်စွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမဲ့စစ်တပ်ကဆရာနာသိန်းနိုင်ရေ2020ရေကောင်ပွင်မင်းစင်ရမယွင်းတီဟုအပြစ်စာလိမ်လည်းပေးခဲ့သူတမတော်ကြီးရေလေးတရင်နဲ့ဤပညာဌာနဌာနမှုပုံမှုချုပ်မြမင်းဦးကမင်းအောင်လိုင်ကပထမအဆင့်ဤပညာထူးချွန်စွာပေးအပ်ခဲ့ပါတယ်။ ရလိုင်ကမလ23ရက်နေ့မှာနေပြည်တော်စေယုံကျောင်းတက်မတော်ကြည်ရီလေးတရင်တဲ့နေပညာဌာနဌာနမှုယုံကကကွန်မှာဌာနမှုပုံမှုကျော်မြတ်မင်းဦးကုံနေပညာထူးကျော်ပထမအဆင့်ပြည့်ခဲ့ခြင်းဖြစ်ပြီးမလ16ရက်နေ့မှာစုပွဲဝဲကျင်းပပြုလုပ်ခဲ့ပါတယ်။အကြမ်းတ်ဆက်ကဆောင်မင်းအောင်လှိုင်ဆရာနာတိန်နိုင်ရင်အဓိကစတင်တွန်းအားပေးခဲ့သူတအူးမှာပုံမှုကျော်မြတ်မင်းဦးဝင်ဖြစ်ပါတယ်။ နေပြည်တော်စေယုံကျောင်းတက်မတော်ကြီးရေလေတရေနဲ့နေပညာဌာနကကကောမှာဌာနမှုပုံမှုချုပ်မြန်မင်းဦးတင်စစ်ကောင်စီမှမတရားအာဏာသိမ်းမှုဆောင်ရွက်ရာမှာအဓိကတွန်းအားပေးပါဝင်ပတ်သက်ခဲ့ပါတယ်အနေရီအပြတ်အသက်အနိုင်ရရှိခဲ့တဲ့2020ခုနှစ်ရွေးကောက်ပွဲမှာမင်းစင်ရင်များမှားယွင်းတည်ဟုဆိုကံစစ်စင်းရံပြောပွဲကျမ်းဖို့အမှန်ဦးတောင်းအင်းနဲ့တိုင်မင်ပင်ပြောပွဲမင်းစင်ရင်များကိုတရားမဝင်စစ်ဆေးခဲ့ပါတယ် ။ရင်းနောက်ပြောပွဲမင်းစီးရဲများမှာရင်းနေသည်ဆိုပြီးအကြမ်းမတ်မင်းအောင်လှိုင်ထံသို့လိမ့်လေတင်ပြခဲ့ပါသည်။အနာသိန်းရန်အကွက်ချောင်းနေသည်မင်းအောင်လှိုင်ကတနိုင်ငံလုံးမင်းစီးများကို၎င်းစေချိုင်းစစ်ဆေးမှုများလို့ဆောင်ခဲ့ပြီးမင်းစီးရဲများကိုတန်းချီမှရင်းသည်ဟု၍လှုပ်ဆက်ခင်းကနိုင်ငံတော်အာဏာကိုအကြမ်းဖက်နီလန်ဖြင့်တင်ယူခဲ့ခြင်းမှာဗမှုချုပ်မြန်မင်းဦးဤစနက်ပင်ဖြစ်ပါသည်။ ဖုံမှုကျော်မြန်မင်းဦးသည်စစ်တပ်ကတူအပတ်စဉ်36စင်းတူဖြစ်ပြီးမင်းစင်မာရင်းသူဟုအကြံပြကောင်းအာနာသိန်းခွင့်ရရှိရေးဆောင်ရွက်ပေးခဲ့သူဖြစ်ပြီးမင်းအောင်လိုင်ဤယုံကြည်မှုကိုရရှိခဲ့သူလည်းဖြစ်ပါသည်ဖုံမှုကျော်မြန်မင်းဦးကမင်းအောင်လိုင်အာနာသိန်းပြီးနောက်စစ်ကောင်စီနဲ့အစိုးရဖွဲ့ဖွဲ့စည်းတဲ့အခါပို့ဆောင်ရေးနဲ့စစ်တွေရေးဝင်ကြီးအဖြစ်ခန့်အပ်ခံရလိမ့်မယ်လို့မျှော်လင့်ခဲ့ပြီးမင်းသူကြောင့်ထုတ်ခံခဲ့ရပါသည် ်တပ်ဖန်ဤပညာရှင်နှင့်သက်ဆိုင်သောတိတ်ပန်တဲ့ဤပညာဝန်ကြီးအဖြစ်ထပ်မံမျှော်လင့်ခဲ့ပြီးမင်းအခြားသူတအူးခန့်အပ်သွားခဲ့တာကြောင့်ခဲလေသည်များသိရကြဖြစ်ခဲ့ရပါသည်အကြမ်းတ်ဒုစစ်ကောင်ဆောင်ဆိုဝင်းဤယုံကြည်မှုရရှိပြီးပုံကိုရည်အရာရှိနည်းကစစ်ကောင်စီလက်အောက်ခံလာဝကဆောင်ရွက်လျက်ရှိသည့် EID လုပ်ငန်းမှလည်းအတိအကပါဝင်ခဲ့ပါသည်စစ်ကောင်စီအတွက်ကွန်ပျူတာနှင့် ID ပစ္စည်းများအများများများဖြင့်တင်သွင်းခွင့်ရရှိခဲ့သူလည်းဖြစ်ပါသည် လက်ရှိရစားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ကွန်ပျူတာနဲ့နည်းပညာဆိုင်ရာအဖွဲ့မှအဓိကဥဆောင်နေသူလည်းဖြစ်ပါတယ်။၎င်း၏မိမဖြစ်သူနှင့်တာတဦးသမီးတဦးရှိပြီးရခင်ကမြင်းနီကုန်းစမ်းကြားမှာနေထိုင်ခဲ့ကြပြီးအာနာသိမ်းပြီးအချိန်မှာမြင်းနီကုန်းမှာမနေရတော့တာကြောင့်နေပြည်တော်စီယွန်ကျောက်အတွင်သို့မိသားစုလားပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်။ အနာမသိငင်ကာလအထိအတအတွင်မှာဇနီးတယ်လိုက်ပါနေထိုင်ရမည်ဟုသည်အမိန့်ကိုနှာခံခြင်းမရှိပေတဦးသည်လူလွတ်နေထိုင်ပြီးရုံးချိန်ပြမပတ်များမှာ KTV မှာဆက်များသုံးစမောပုံမှန်ဆွဲလေးတွားလေးစီသူတဦးလည်းဖြစ်ပါသည်ဗမူချုပ်မြန်မင်းဦးသည်တက်မတော်ကြီးရေးလေးတရင်တဲ့ဤပညာဌာန၏ဌာနကြီးမှုအဖြစ်တာဝန်ယူပြီးစစ်ကောင်စီနှင့်မြန်အောင်လှိုင်းတက်ဆိုးရှိစေရင်ဦးဆွေးဆံမြေတာဝန်ထမ်းဆောင်နေသောစစ်ရဆွေးမှုများ၏တမိုင်းတရားခံတဦးပင်ဖြစ်ပါသည်ရှင် ကျမရဲ့တင်ဆက်မှုကိုဒီမတင်ကျမ်းနာကျမတဲ့ဆွေလန်းချမ်းမြေကြပါစေရှင်။